။ဧပြီလ29ရက်နေ့လူပြကျော်ညာခင်ပိုင်းတင်ဆက်မှုညမှာကျူးစွပါရဗျာ။ဒီနေ့မှာတော့လာရှိုးစနေရက်ကပဲပြန်ရလို့ဖတ်စစ်တက်ထဲမှာလောင်မြိုက်ဖင်ကြားဂိညက်နေပါလေ။တိုက်ရင်အားကတော့3တောင်ထက်ပို့ပြီးတဆွဲခွင့်မရှိပါဘူး။ယမကတိုင်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ဆိုတဲ့ကြက်ဥကျော်ပြန်ကျော်လို့မရတော့ပါဘူး။ ပြန်တီခွင့်မရှိပါဘူးလာရှိုးကွက်ကွက်လေးပဲရပြီဘေးပတ်ပတ်လေဣရိယအကုလုံး MND ကထိန်းချုပ်ထားတယ်ဆိုတာပြောမယုံရင်ဂျုံဘူးမှသိလိမ့်မယ်မလားဘောမှအပေါင်းတို့ကြီးနောက်တော့ဝမ်းသာစရာ နေပြည်တော်အခြေအနေပြောပြရှင်ပါသေးတယ်နေပြည်တော်ကိုတိဆောက်ခဲ့ကြတဲ့မောင်အေးသမီးတို့အာကစားဝင်ကြီးတင်ဆန်းတာဖြိုးကိုကိုတင်ဆန်းတို့ ကော်မတီတတိုက်အခုဆိုရင်မင်းအောင်လိုင်ကလေမျိုးညှစ်နေပါနေပြည်တော်ကိုဆောက်လုပ်ခဲ့တဲ့သူတွေအကုန်လုံးအစ်စ်ပြန်ဆောက်ပေးရမယ်မဆောက်ပေးတဲ့လူတွေအကုန်လုံးပိုင်ဆိုင်မှုတွေအကုန်လုံးချိတ်ပိတ်သိမ်းဆီးမယ်လို့ကြားရပါတယ်ကြားနေရပါတယ်ဆိုတော့ကမင်းအောင်လိုင်လက်ထက်မှာစစ်ကောင်းဆောင်ဟောင်းစစ်ကောင်းဆောင်တစ်အရက်ထဲကပြည်သူပါမကြံ မနေရပဲပြည်သူလူထုတိုင်းကိုလဲမျိုးညှင့်နေတဲ့အခြေအနေကိုကျွန်တော်တို့ဒီကနေ့တွေ့နေရပါပြီအဲ့တော့သူပြုတ်မှအေးမဲလို့ပြောနေတဲ့လူတွေအများပြားရှိနေပါတယ်နောက်တဲ့ပါရာမော်တာသတင်းလေးပြောပြဆင်ပါတယ်ပါရာမော်တာဆိုတာစက်တက်လေဒီစက်တက်လေဒီစက်တက်လေဒီကိုပြစ်ချဖို့ကြိုးစားပါတယ်သို့တော့သူ့ကြပါသူ့ငင်ပြီး သူကသူပြတ်ကျသွားပါတယ်။ဇာလင်ကြီးအရှိတ်ချင်းွင့်မြေကန်းကိုပြတ်ကျတယ်လို့ကျွန်တော်တို့အကြမ်းမြင်သိရှိထားရပါတယ်။ဇာလင်ကြီးမြို့နယ်ချင်းွင့်မြေအရှိတ်ကန်း၆ဦးဆိုတော့ပြေးမလို့ပါဘူး။နှစ်ဦးစက်တက်လေးရင်မောင်းနဲ့စခနှစ်ကောင်အရှိမီရတယ်လို့သိရပါတယ်။နောက်ဆက်တဲ့သတင်းများကိုတော့နောက်ရက်တင်မှာထပ်မံတင်ပြပေးမှာဖြစ်ပါတယ်။ ဗမောကြောင့်လေးထပ်ပြောခြင်းပါသေးတယ်ဗမောဗမောဘာဖြစ်လဲဆိုတော့စက္ကက27တဲ့ကအင်အတရာကျော် KI ထံလက်နက်ချတယ်လို့အကြံမြင်တရင်များထွက်ပေါ်လာပါတယ် KI အနေနဲ့တရားဝင်ထုတ်ပြန်မှုတွေတော့မရှိသေးပေမဲ့တရားကျော်ထဲမှာရဲမိအများပြားပါတယ်လို့လည်းကျွန်တော်တို့အကြံမြင်သိရှိထားရပါတယ်အဲ့တော့ လက်ရှိထုတ်ပြန်သွားတဲ့သတင်းတွေကိုကြည်ချင်းအားဖြင့်နေပြည်တော်မှာဘလောင်ဆူနေတဲ့အခြေအနေအသည့်တီထွင်ပြီးအညာတက်တွေအညာတကြောကိုဖိုးစစ်စင်မယ်ဆိုပြီးစီစဉ်တဲ့ယမခ sorry ပါရာမိုတာဒီကနေ့ဆိုရင်တော်လိုင်းတက်တွေဟာ0.5ဒီနဲ့တရဇက်ပြစ်ချနေတာကြောင့် အနိုင်မပြန်ရဲတော့ပဲဟိုးဝင်းကြီးအပေါ်ကြီးကအတက်ပြန်နေတယ်ဆိုတဲ့တဲ့င်းတွေလည်းရှိနေပါတယ်အဲ့တော့ချုပ်ပါရင်ဘာလုံးလုံးရှုံးဘာကြံကြံပြတ်ပြည်သူသစ္စာစုတဲ့ဖစစ်တာပြည်သူတို့ရဲ့အမုတ်တရားကိုထမှန်ခံစားရအောင်မှာဖြစ်ပါတယ်မယုံရှိပါနဲ့ကျွန်တော်အမြဲတမ်းပြောပါတယ်လောကကြီးဟာတရားမျှတပါ ဒီကနေ့မမပြီးမှနှစ်ချမ်းကွဲသွားတဲ့မြမလူအဖွဲ့စည်းထဲမှာနှစ်ချမ်းကွဲသွားတဲ့အခြေအနေဟာတော်လန်သူတော်လန်လူသူဖက်စစ်တပ်အာဏာသိမ်းမှုမတရားမတရားမှုကိုသိမြင်နားလည်သူနောက်တစ်ချမ်းကတော့အချောင်းနေအချောင်းစားအချောင်းသမားများနဲ့စစ်တပ်ဘောမှများပြည်တွင်းမှာဟောပြည်ပမှာဟောဒီလိုနှစ်ချမ်းကွဲမှုကြီးနဲ့ကြုံနေရပါ ဘဝလဲစုံပြီးဓမ္မလဲတုံးချင်ဖတ်စတဲ့နဲ့ဆက်ဆံဖတ်စတဲ့ကိုထောက်ခံဘဝလဲစုံဓမ္မလဲတုံးပါလေဒီလားဘဝကတော့ကြည်ရမရှိအောင်အဖတ်စေလို့မရအောင်ဆုံးပါသွားတဲ့အခြေအနေမျိုးဖြစ်ကိုဖြစ်ပါလေဓမ္မလဲတုံးဆိုတာကတော့ဓမ္မဆိုတဲ့အမှန်တရား တိမ်ကောပျောက်ကွယ်သွားစေခြင်းချင်းအခုတို့ဖတ်စစ်တက်ထဲမှာလဲအမှန်တရားတွေပျောက်တရားမြတ်တမှုတွေပျောက်တရားမြတ်တမှုတွေပျောက်ဆုံးနေပြီဖတ်စစ်တက်ထဲမှာလဲငရဲတမြပါမယ်ဖတ်စစ်တက်တဲကထွက်လာတဲ့အတန်တွေကိုကျွန်တော်တို့ကြားနေရပါတယ်တက်တွင်းမှာငရဲတမြပူလောင်မှုတွေနဲ့ဂျုံနေရပြီတက်တွင်းပုံကံမှုနဲ့နောက်ချီတွေ မကြခင်တွေ့လာရဖို့ရှိပါတယ်။အဲတော့ဒီကနေ့ထပ်ပြီးတနင်္သာရီတိုင်းတဝယ်မြို့ဒီလိုက်တိုင်းတဝယ်ဟာလီခွေဖက်စစ်စစ်ဆန်တစ်ခုကိုပြည်သူ့ကော်မတီတပ်တွေတင်ပိုက်လိုက်ပါတယ်။15ဦးလက်နက်ချတယ်၊10ဦးမသားပါဘူး။ဘာကြောင့်လဲဆိုတော့ ဟာလီဝေးစခန်းနဲ့ပတ်သက်ပြီးကျွန်တော်ကဘာကြောင့်ပြန်ပြောတာလဲဆိုတော့ဟာလီဝေးမှာမနေ့ကလည်းကျွန်တော်ပြောလိုက်သေးတယ်ထင်တယ်နော်ဟာလီဝေးမှာလေနောက်ကြည့်ထီသွားတဲ့ဗိုလ်ကြီးအကြောင်းပါဒါခုနပြောတဲ့တက်တွင်းငရဲတမြပူလောင်နေမှုနဲ့တက်တွင်းနောက်ကြည့်တွေအကြောင်းတတိယလိုပါအဲ့ဒီဟာလီဝေးကဒီစကန်ကိုဒီစကန်ရဲ့တောင်ဝင်ရှိသူတယောက်ဖြစ်တဲ့ဗိုလ်ကြီးသူတက်တော်ဆောင်ကပြစ်တက်လိုက်တယ်ဆိုတဲ့တဲ့ ဖြတ်ခနဲ့ကြည့်ရင်တော့ဘာမှမဟုတ်တလို့ပါပဲဒါပေမဲ့တက်တွင်းမှာဒီလိုကိုအတက်အရာရှိကိုပြန်လဲပြစ်တက်ဖို့နောက်ချီဝင်လာတဲ့အချိန်တွေထိရောက်နေပြီအရင်ကာလကလည်းရှိခဲ့တယ်သို့တော်တည်င်းတွေဖုံလာတယ်အခုစကားက27ထဲမှာလဲအောက်ကြီးအကျက်စစ်ပြီးတက်သားတွေဟာပြူဝမှုတွေတက်မှမှုတွေကိုအခမ်းမသိရင် ြန်လေပြစ်ခတ်နိုင်တဲ့အခြေအနေမျိုးတွေကြုံရပါတယ်။ဘာကြောင့်လဲဆိုတော့ဗမော်စခခ21ဟာအထဲမှာတပ်မိသားစုတွေကိုပါလုံးသိပ်ထည့်ထားတာအပြင်ထွက်ခွင့်မပေးဘူး။လူသားတိုင်းလုံလာတာဒီအခြေအနေကိုကြုံနေရတဲ့အတွက်ရွေးချယ်ကြပါဗျာ။ရွေးချယ်ကြ။အဲ့တော့ဒီကနေ့ဆိုရင်မြို့ပေါ်ရန်ကုန်မန္တလေးအစရှိတဲ့ဒေသတွေမှာတော့လုံးဝမလုံခြုံတော့တဲ့အခြေအနေကိုကျွန်တော်တို့လက်တစ်ပြတ်တွေးလိုက်ရပါတယ်။မန္တလေးချမ်းမြသာစီမြို့နယ် အောင်ပြလေရက်ကွက်134လမ်းကြား54လမ်းမှာရွှေဇာမီရွှေဆိုင်ကိုဓမြတိုက်သွားပါတယ်။ဓမြတိုက်တဲ့လူတွေကစစ်မစစ်ရဲမရဲပဲလို့ကျွန်တော်တို့သိရပါတယ်။ဒီစောတိနဲ့ကပိုင်းလိုက်တွေကိုလူမွေးပြီးအာနာတီမြဲကြီးအတုံးချတယ်။အလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုတောင်းရင်အရှိဆုံးပါပဲ။သူတို့မွေးရတဲ့ပြူစောတိလူမိုက်တွေဟာမန္တလေးမြို့တွင်မှာအုပ်စုဖွဲ့ကျက်စားပြီး ဓမြတိုက်လူတတ်မှုတွေစင်စက်မပြတ်ကျူးလွန်နေတယ်ဆိုတာတိတိကျကျပြောလိုပါတယ်အဲ့တော့ဒီစတိုရီကိုင်လာတဲ့ပျောက်ကြားဝစ်စုံနေနဲ့ရွှေ23ကျပ်သားနဲ့ iPhone 7အစိမ်းရောင်တစ်လုံးပါသွားတယ်လို့သိရှိရပါတယ်ကဲဒီကနေ့တော့ပကုတ်ကူပဲလှည့်ကြည့်ရအောင်ပကုတ်ကူမှာပြူစောတိရော်တဲ့ဒရဆက်တိုက်နေပါတယ်အညာတချို့မှာဒီကနေ့ဆိုရင် လူစုံတီးရွာတွေကိုတရဆက်ချိန်မုံမှုတွေလုပ်နေတာကိုကျွန်တော်တို့ပြေးရပါတယ်။မကွေးစကိုင်းနေမှာပေါ့။ပခုတ်ကူကတော့မကွေးတိုင်းထဲမှာတည်ရှိပြီးအေဘလ20နဲ့27ရက်နေ့မှာတန်ရက်ဇက်တာမင်းလာကွပြူစော်တီးဆိုပြီးဒရုန်းပုံဒီအလုံး80နဲ့ပပလဲမှုံနေအောင်ကျဲချခဲ့ပါတယ်။ဒီလိုကျဲချမှုတွေဒီလိုချိန်မုံမှုတွေကိုအေယာတော့ပြည်သူကာကွယ်တပ်ဖွဲ့ ကဖ B L Y ရင်မောင်ခရိုင်တရင်16ဒရုန်းတပ်ဖွဲ့ရင်မောင်ခရိုင်တရင်16 MD sorry NPDF ရင်မောင်တပ်ဖွဲ့ B21 တပ်ဖွဲ့ King Fighter RC plane တပ်ဖွဲ့ You are laser con drone တပ်ဖွဲ့နဲ့ Special Force စတိတပ်ဖွဲ့ ် rocket fighter တို့ပူးပေါင်းတိုက်ခိုက်ခဲ့သိရပါတယ်။ဒါတွေကတော့အညာစစ်စင်ရေးတကြောအခြေအနေဖြစ်ပါတယ်။နောက်ပိုင်းမှာအာကတတော်ရဲ့ဘကိုတိုင်းတုံးစစ်တွေကိုကျွန်တော်ပြောပြရှင်းပြရရှိပါသေးတယ်။အဲ့တော့ဒါလေးမပြောပြခင်မှာကရင်ပြည်နယ်ကိုကြည့်ကြရအောင်။ကော့ဂရိတ်မှာတော့ကင်းနလီ PDF ပူပေါင်းတပ်ဖွဲ့တရဇတ်ထိုးစစ်ဆင်နေပါတယ်။ထိုးစစ်ဆင်တာမှဒီကနေ့အရေးကြီးဆုံး လက်ဖက်ချောင်းစိုးဝင်းကိုတိုင်ဦးစီးပါတယ်ဆိုတဲ့အောင်ဇေယျစစ်တောင်းနောက်တန်းအထိုင်စခန်းကိုဒီကနေ့ဖုန်းစစ်စင်နေလို့ကျွန်တော်တို့သိရပါတယ်ရွှေကြမင်းဖုန်းကြီးကျောင်းခလဲကိုသက်ခွေရဲ့အနောက်ဘက်ခန်းစစ်ကတုတ်နေရာတွေကိုတပိုင်နဲ့ပိတ်ဆို့တိုက်ခိုက်နေတယ်လို့လည်းကျွန်တော်တို့သိရပါတယ်အဲ့တော့ခလဲကိုသက်ခွန်ကရွှေကြမင်း တတန်ကူးရွာအဲ့ဘက်တွေကိုလက်နက်ကြီးတွေ drone တွေနဲ့ပြက်ကတ်တိုက်ခိုက်နေတယ်ရွှေကျန်ရွှေကျက်မင်းဘုံကြောင်းထဲမှာရှိတယ်အောင်စရစစ်ကြောင်းရဲ့နောက်တန်းခန့်စစ်ကိုကေးစခန့်ကိုကဲနလီပူပေါင်းတက်များတိုက်ခိုက်သိမ့်ပိုက်နိုင်ရင်တော့မြောက်ရီအာရှလန်စစ်စင်ရေးကြီးအောင်ဝေးရရှိပြီတို့ကျွန်တော်ပြောနိုင်ပါ ဒါကီမီနဲ့အချင်းကြီးပါအဲ့တော့ဒီကနေ့မှာအာဂတ်တတော်အေးနဲ့ပတ်သက်ပြီးထူးခြားတဲ့သတင်းနှစ်ခုရှိနေပါတယ်အာဂတ်တတော်အေးပထမတစ်ခုကအာဂတ်တတော်အေးနဲ့ဘင်္ဂလားဒေ့ရှ်ဟာတရားဝင်ဆက်ဆက်ရေးစတင်လိုက်ပြီးမဆလို့လည်းမဖြစ်တော့ဘူးတရားဝင်ဆက်ဆက်ရေးလုပ်နေပါပြီလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးတိုင်ပင်ခံမိုဟာမက် တိုဟစ်မလီနာမည်မှားမှာဆိုတိုဟစ်ဟိုစင်ကဒီနေ့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်ဒီခိုင်ပြည်နယ်ထဲမှာဖက်စစ်တပ်ဟာဒါဆိုဆစ်ရှုံးနေမှုကြောင့်အငတ်ဘေးဆိုင်အောင်ရိတ်ခါဆန်စီစအဆအဆအရာရာတွေဖြတ်တော့ပိတ်ဆို့လာတဲ့အတွက်အငတ်ဘေးကြောက်ရွံ့တဲ့အခြေအနေဖြစ်နေပါတယ်ဒါကိုကုလသမဂ္ဂကအရေးပေါ်စိုးရိမ်နေလူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်တွေပေးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးစင်းကြံတစ်ခုစတင်စတင်ကြပါလို့ထုတ်ပြောပြီးဒီကနေ့မှာပဲဘင်္ဂလားဒေ့ရဲ့နိုင်ငံသားရေးတိုင်ပင်ခံပုဂ္ဂိုလ်ကအာရခတ်တောအီအီနဲ့ဘင်္ဂလားဒေ့ရှ်နဲ့အချားယူရေးစရာလမ်းမရှိတော့လို့ဆက်ဆံနေရပါပြီကုလသမဂ္ဂတောင်းဆိုထားတဲ့လူသားချင်းစာနာမှုထောက် ထာအထောက်ထောက်ထားမှု အကူအညီပေးရေးဇင်းကြံလမ်းမကြီးတစ်ခုဖွင့်လှစ်ပေးဖို့သဘောတူလိုက်ပြီးဖြစ်သောတက္ကမပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဒီကနေ့အသိပေးလိုက်ပါတယ်။အခတ်တတော်အေးရဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်မှုတော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူအောင်စင်နေနိုင်မှုနဲ့ခြေတံလုံးတန်နဲ့တလန်နဲ့တလန်နဲ့အောက်မှာတန်နဲ့ထွက်ပြီး ညီညွတ်မှုရဲ့တကူဒါတော့တရှိန်တို့ထိုးစစ်ယူအမြောက်တိုက်စစ်စစ်မှုတတ်တော်တီအတီးတီးတတ်တော်အတီးတီးဒီလူကာဝေးတက်ဖွဲ့တွေတော်လိုင်းကြီးတက်အတီးတီးကိုစူးစစ်စီးအောင်နိုင်မှုတွေကြောင့်ဒီကနေ့ AI တိုင်းဘူတိုင်းမကွေးတိုင်းကိုစစ်စင်ထိုးစစ်စင်စစ်မျက်နှာဖွင့်နိုင်ပြီဆိုတဲ့အကြောင်းလေး အားလုံးသိပြီးသားဖြစ်မှာဒီကိမှာထပ်ပြီးအိုက်ထက်ထူးခြားတဲ့တရင်တစ်ခုကပကိုးတိုင်းနဲ့ဘီူးကာဝေးတက်တွေနဲ့အာခတ်တက်တော့အေးနဲ့ချိတ်ဆက်ပြီးဆောင်ရွက်နေပြီးတော့တေဝင်ပြောလာပါတယ်ဘလုံးကြီးချိတ်ဆက်ပြီးဆောင်ရွက်နေတဲ့အချိန်ဤလဲလို့မေးရင်စင်မြအူဟာကပ္ပစရိစီတို့ပဲလို့ပြောလိုက်ရှင်ပါတယ် ဲ့တော့အာခတ်တတော် ਈ နဲ့ကျွန်တော်တို့ဘကိုးတိုင်းတွေကပြည်ခိုင်တပ်တွေ36တက်တရေအစရှိတဲ့တပ်တွေပူအောင်ဆောင်ရွက်နေပြီဖြစ်ကြောင်းဒီကနေ့36တက်တရင်တရင်ပြကြာရေးတာဝန်ခံကထုတ်ပေါ်ပြောဆိုလိုက်ပါတယ်ကျွန်တော်တို့အာခတ်တတော် ਈ နဲ့ချိတ်ဆက်မှုတွေရှိနေပါပြီအခုလက်ရှိလည်းပူပေါင်းဆောင်ရွက်နေရတယ် ဘာမှဆိုရင်စစ်ကောင်စီရဲ့ကပ္ပစထုတ်လို့ရတက်တွေကအများဆုံးတည်ရှိတဲ့နေရာပေါ့ဗျာအဲ့ဒီနေရာမှာတော့ရှေ့ဆက်ပြီးဖိုးစစ်တွေမပြတ်ပြင်းထန်လာနိုင်တယ်လို့ရာသံပေးလိုက်ပါတယ်အာခတ်တတော်ကြီးဟာရခိုင်ပြည်နယ်နဲ့နေနမိတ်ထိဆက်နေတဲ့ရခိုင်ဒေသပကိုးအဆက်ရခိုင်ဒေသမကွေးအဆက်ရခိုင်အေရဝတိုင်းအဆက်ရခိုင်ရိုးမအေရဝတိုင်းတောက်ရှောင် စစ်မျက်နှာပွင့်လာတာတွေ့ရပါတယ်ဒီဧပြီလထဲမှာပဲဘကိုတိုင်းညောင်ကျိုးပြူဟာစခန်းကိုအလုံးစုံတင်ပိုက်ရရှိလိုက်တဲ့အခြေအနေပါဘရောင်းမြို့နယ်အတွင်းထိုးစစ်များဆင်းတဲ့နေရာမှာအေးအေး PDF ရေပူပေါင်းဆင်နွှဲနေတယ်လို့အကြံဉာဏ်သိရှိရပါတယ်စေးဆိုင်ရသဘောတူညီမှုနိုင်ငံရေးဆိုင်ရသဘောတူညီမှုတွေကိုတော့တက်ဆိုင်ရစေးနိုင်ငံရေး တာဝန်ယူထားသူတွေကအချိန်ကာကြိုက်ဖို့ဖို့ပြောဆိုပါလိမ့်ဒီကနေ့ကတော့အာရခတ်တတော်ရဲ့ထူးခြားလာတဲ့ဒီသတင်းဟာတပြိုင်နက်တည်းဘာကြောင့်ထွက်လာတာလဲလို့စဉ်းစားတဲ့အခါမှာမနေ့ကဘင်္ဂလားဒေ့ရှ်ကပါတီတစ်ခုဖြစ်တဲ့အတိုက်ခံပါတီလို့ပဲပြောမလားပါတီတစ်ခုဖြစ်တဲ့ကိုယ်စားလှယ်တယောက်က တရုတ်ကိုရွန်ဂျာနဲ့ပတ်သက်ပြီးလွတ်လပ်သောပြည်နယ်တီချောင်ပေးပါဆိုပြောအပြီးမှာဒီကိမှာဘင်္ဂလားဒေ့ရှ်နဲ့အာကတ်တော် AA ဟာမဖြစ်မနေထိတွေ့ဆက်ဆံရပြီဆိုတဲ့သတင်းထွက်လာပါတယ်။အဲ့တော့အမေရိကန်နဲ့တရုတ်ရဲ့ proxy တိုက်ပွဲဂျားထဲမှာ proxy အားပြိုင်မှုဂျားထဲမှာကုန်သွယ်ရေးအခွန်တိုက်ပွဲဂျားထဲမှာအခုဆိုရင်တောင်အားရှာကြီးတစ်ခုလုံးပါဝင်နေရပါဘူး။ မပါခြင်းလဲပါနေရပါဘူး။ဒါကြောင့်မို့တောင်အားရှကောင်းဆောင်ပြီးစဉ်းစားကြပါဗျာ။တောင်အားရှတစ်ခုလုံးရဲ့ရေမျက်နှာတွင်ပြင်းမြေမျက်နှာတွင်ပြင်းပထဝီအနေထားကိုကြည့်ရင်တော့ကဘာကြီးကိုဟင်းလင်းပွင့်သွားလို့ရတဲ့နေရာတွေဖြစ်ပါတယ်။အဓိကမြန်မာနိုင်ငံဆိုရင်ကုန်းလန်းရေလန်းလေလန်းအာရှတိုက်တစ်ခုလုံးကိုဒိုးယိုပေါက်သွားလို့ရတဲ့အခြေအနေမျိုး geopolitics အင်မတန်အားကောင်းတဲ့ဒေတာအာရှတောင်အာရှ အရှိတောင်အာရှဆိုတဲ့နိုင်ငံတွေဟာကောင်းထောင်မထလောက်အောင်အိန္ဒိယတိယအာဂျီနိုင်ငံတွေကအမျိုးစုံခြေလေခြေလေဆွတ်ဖတ်မှုတွေတိတိတသာတမျိုးမသိမသာတမျိုးခံရပါတယ်တဝါရှတွေကောင်းထောင်လာရင်ကဘာကြီးရဲ့ပဟုချက်ဟာတဝါရှပြီဖြစ်လာနိုင် ါကြောင့်မို့တောင်မရှနိုင်ငံတွေကအရှိတောင်အရှပါပဲတောင်ရှနိုင်ငံတွေကိုကြည့်မယ်ဆိုရင်အာနာရှင်နိုင်ငံနဲ့အာနာရှင်တပိုင်းနိုင်ငံနဲ့တိုင်းပြည်တွင်းမငြိမ်သက်ဖြစ်နေတဲ့နိုင်ငံနဲ့လုံးလေချလဲမလိုက်လိုက်အောင်ကိုတမင်တကာများဘသူကများလုံနေတယ်လေလို့တွေးမိပါတယ်တောင်ရှအရှိတောင်အရှခေါင်းဆောင်ဆက်ဆက်ကိုကြည့်ရင်လေတရုတ်ရင်းနဲ့လူတွေရင်းရုရှားရင်းနဲ့လူရင်းအမေရိကန်ရင်းနဲ့လူရင်း ဟိုဘရင်ဒီဘရင်ရင်ကနေရင်အရှိတော်အာရှတွင်ကနိုင်ငံတွေဟာကမ္ဘာအင်အားကြီးနိုင်ငံတွေအားပြိုင်မှုကြားထဲမှာမျက်လုံးလေးကလေးကလေးနဲ့ဖြစ်နေတာကိုဒီတိုင်းမဲ့ဆက်ပြီးခင်ဗျားတို့နေမယ်ဆိုရင်တော့အာဆီယံကနေအပလာစီယံဖြစ်သွားပါလိမ့်မယ်လို့လူမြတ်ကျော်ကတဲ့တယ်ကောက်ချက်ချလိုက်ပါအဲ့တော့နောက်ဆုံးအမွေသတင်းတစ်ခုထပ်တင်ပြချင်ပါသေးတယ်မိုးတိုင်းရေစကြိုမှာစစ်တောင်း ဖက်စစ်တဲ့အကြံဖက်စစ်ကြောင်းကိုရေဂျိုတပေါင်းစုကဥဆောင်ပြီးပူပေါင်းတပ်တွေဟာနှစ်ကြိမ်တိုင်းကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ဘလာမကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းအဲ့တော့အကြံဖက်စစ်ကြောင်းဟာပထမကြိမ်ထိုးစစ်ဆင်လာတဲ့အချိန်မှာရေဂျိုတပေါင်းစုနဲ့ပူပေါင်းတပ်တွေဟာပြင်းပြထန်ထန်တိုက်ခိုက်မှုကြောင့်ကျူရွာတွေကိုဝင်ပြေးပါတယ်။နောက်တစ်ချိန်ကျူရွာက ပြန်ထွက်လာတဲ့အချိန်မှာထမှန် ဂျာဖြတ်တိုက်ခိုက်တဲ့အတွက်ဖတ်စစ်တဲ့အယောက်20လောက်မရှိခိုက်မတပေါ်ခဲ့ပါလေတိုက်ခိုက်မှုတွေဟာအချိန်ကြာမြင့်စွာထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့ပြီးမကွေးနယ်စကိုင်းကတပ်တွေဟာဒီနောက်ပိုင်းမှာထိုးလာတဲ့စစ်ကြောင်းမှန်တယ်များဂျာဖြတ်တိုက်ခိုက်ဖတ်စစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမတပေါ်တာတော်တော်များများတွေ့နေရပါတယ်။တဟာအညာလက်တံပြောင်လာတယ်လို့စကိုင်းနဲ့မကွေးဟာမကြခင်မှာ တိုင်းလုံးကျိုးထိုးစစ်ဖြစ်လာနိုင်တယ်ဆိုတော့ရှေ့ပြေးလက္ခဏာတွေအဖြစ်ကျွန်တော်တို့ရှုမြင်တုံးတက်ရင်ဒီပီနယ်ကကဲနယ်လေး PDF ပူပေါင်းထိုးစစ်အခက်တက်တော့ AA နဲ့ PDF တွေနဲ့ပူပေါင်းထားတဲ့ဘကော AR တွေထိုးစစ်ကြီးစကိုင်းမကွေးကတိုက်ပွဲတွေ့ကြုံနေယူပြီးစစ်မြေပြင်ကပြန်ဆင်းလာတဲ့ညီငယ်ရဲဘော်တွေရဲ့ပျောင်မြောက်လာတဲ့စစ်ကြောင်းတွေကို ဒီရပိုင်းကြားပြတ်တိုက်ခိုက်မှုနဲ့နောက်တစ်ဆင့်ဟာတိုင်းလုံးကျုပ်စစ်ပွဲကြီးတရီစင်ွဲလာနိုင်မဲ့အခြေအနေဟာနောက်တစ်လလောက်အတွင်းဖြစ်လာနိုင်ပါတယ်အခုနောက်ဆုံးဆိုရင်ပရိုမိုတာတွေနဲ့အညာကိုခြေမုံးမယ်အညာကိုတိုက်ခိုက်မယ်ဆိုတော့ဖက်စစ်တက်အချံပျက်စီးသွားပါပြီအညာကတက်တွေအညာကတက်တွေဟာငခြင်းမီးတွေ ဆက်လက်တွေနဲ့ပါရာမိုတာတွေပြစ်ချတော့မယ်ဆိုတဲ့အကြောင်းလေးထပ်ပြီးပြောလိုပါတယ်အရှိရက်ကနှစ်စီးကြာထားပြီပါနောက်ရက်တွေမှာတော့တနေ့တစ်စီးလားတတ်သမျှအကုန်ပြစ်ချမလားစောင့်ကြည့်ရအောင်ပါရာမိုတာကိုပြစ်ချနိုင်တာ point 5ဆက်တဲ့ဆက်လက်တွေဖြစ်ပါတယ် point 5ဆက်လက်တွေဝယ်လူကြ point 5ဆက်လက်တွေ အန်ယူဂျီအမေရိကဝယ်ဝင်ကြီးဌာနကတရင်တပ်ဖွဲ့တွေကိုချပေးဒါဆိုရင်တော့စက်တက်လေကြီးဆိုတဲ့ကောင်လေးမတပယ်စည်းလေလို့မေးရမယ့်အခြေအနေဖြစ်ပါတယ်ဒီနေ့ညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်